ရှာမင်းကကျွန်တော်စမ်းကြောက်နှလုံးဝယ်လာဟုတ်ရောက်ပြကြည့်မယ်ညညဝမ်းသွားကြရဲ့ဟဲ့ဟုတ်တယ်တီတီလေးကျွန်တော်ကဂျီကိုလည်းလိုက်အဲ့ထင်းအောင်ပျောက်နေပြီဟာဒီမှာတီတီလေးနှလုံးဝယ်လာခန်းဒီအဲ့ကြီးလို့ထားကုန်တယ်ဒီအောက်ကြည့်ချင်တော့ရဘယ်လိုထွက်လာလဲဒီတော့ရေးကြောက်လေးတွေရေးကြောက်လေးတွေ ဒါလည်းမြည်ရဲလေဟုတ်ဒီလန်လေးကျဲဟိုင်းရလားဗျဘလို့အစင်ပြေလားမြည်ရောလေဘလို့ရေးစစ်ခဲ့အောင်ဆရာတို့ဆက်တော့ရေးစစ်ခဲ့အောင်အော်မာညာကွေးကွာပေါ့ကွာဆရာရဲ့တော့တော့အစဆိုတော့နည်းနည်းတော့ဘောက်90ဘောက်ခေတယ်မလုံး90နဲ့မလုံး90ဖြစ်စဲမလုပ်ဘူးလားကွာကျွန်တော်တစ်ခေါက်ရပြန်တော့တယ်ပြောလိုက်သေးတယ်ကျွန်တော်ကမာညာပေါ့အန်တီလေးအတော်လေးပေါ့လှုပ်လိုက်တာအန္တရာခဲ့ ်ဒါကတော့နှကောင်းနဲ့ဝင်ကြည့်ယူရလားမဟုတ်တော့နှကောင်းနဲ့မရလေဆရာပဲဟုတ်အောင်ကြောင်းလေးကဒါပေမဲ့ဆရာတို့ပြန်ရောက်စားရင်တော့တလို့အနည်းဆုံး၁၀၀လောက်ဝင်ရမှာလေနော်၁၀၀လောက်ရမှာဆိုလည်းတို့ကိုပြန်ရတာအေးဒါပေမဲ့ဒီအရင်နေရာလေးဖောက်အောင်ပါငါညီလေးဒီအရင်နေရာပဲကျန်တဲ့နေရာတော့ဖောက်လို့မရအောင်อืมတို့ကဒီအရင်နေရာဖောက်အောင်သံပေါက်ကြည့်လိုက်တော့ငါကြီးပေါက်ကြည့်လိုက်ပေါက်ကြည့်လိုက်ပြီးတော့ညကျဈေးကထိုးကြည့်အောင်ဟမ်ပေါက်ကြည့်လိုက်ဆန်းကြည့်လိုက်ပါဦး

ဓမီနဲ့ပြန်ပြီးဓမီနဲ့ပြန်ပြီးအကြောက်ကိုဘယ်လိုတော့ဖောက်လိုက်ရတာဘယ်လိုဖောက်လာလဲတစ်ချက်ပြန်ကြည့်ရတယ်။ဒီကဘယ်လိုလာလဲ။ဒီကောင်ကခဏရေတော့ဆော်ရတယ်။အဲ့လိုမဆော်ရဘူး။မှတ်ထားတယ်။အခုကိုဖောက်တဲ့ရေနဲ့အောက်မှာလာတဲ့ရေနဲ့ဘယ်လိုကွာတော့ခဏတုံးနဲ့ရေကဘယ်လိုတော့အဲ့လိုလေးကြည့်ပြီးတော့မှတော်တာ။တကယ်အားအတူကြီးပြန်လိုက်ဖေးဖေးချင်းပြန်လိုက်ဖောက် င်းလို့ဆိုရတယ်။အဲဒါနဲ့ဒီနည်းနည်းလေးဖောက်လိုက်မယ်။ဟုတ် ယ်50တန်ကြောက်လေးချင်းချင်းကြည့်အောင်တစ်ချက်လောက်တက်ကြည့်ရ50တန်ကြောက်လေးတလုံး25တန်နော်อืมဟုတ်တယ်อืมဟိုတလုံးရောမစိုးပါဘူးငါတကယ်ဒီလိုပုံစံဆိုရင်တော့တော်လောက်ကတည်းကဝင်လို့ရတယ်မရဘူးอืมကဲနောက်နေ့တွေဒီလိုကြောက်လေးစားမလား